ိုင်းမှာပဲအမကအရင်တော့အမမွေးနေလေအမကောက်ကြံပွဲရန်ကုန်မင်းလေးနှစ်ပွဲအောင်လုပ်ခဲ့တာအမဒီအားကစားနည်းကိုကြိုက်တယ်အာပြောကမလေးတွေလည်းချက်တယ်ဆက်ဆက်ဆရီတွေလည်းရန်ပေါ်သွားပြီပြီးတော့ channel အလိုဆရာဆရာမတွေကလည်း ဟိုစနစ်ကောင်းပြီးတခြားတင်မနိုင်တဲ့သူတွေအများကြီးဖြစ်သွားပြီ range ကောင်းကောင်းတွေလည်းရှိနေပြီပြီးတော့ခေါင်းကွင်းတွေလည်းကောင်းကောင်းရှိနေပြီအဲ့ဒီမှာမှာလည်းအဲ့ဒီမှာလည်း facility အကုန်လုံးအဆုံးဖြစ်နေတဲ့ခါကျတော့အဓိကကိုရိုက်ချင်တဲ့စိတ်ရှိဖို့ပဲဆိုတော့အမကတော့ဟိုဈာထဲမှာကားရိုက်ရှိလို့ဒါနားလိုက်ပြင်မယ်အမဒီအားကစားနည်းကိုကြိုက်တယ်ဒီဟာနဲ့ခေါင်းရိုက်လိုက်လို့အဲ့လိုမျိုးတခုခုဟိုဖြစ်သွားတယ်ထိခိုက်ဒဏ်ရာရသွားတယ်ဆိုတော့ chance ကတော်တော်နည်းအနည်းဆုံးပေါ့နော်ဆိုတော့ဟိုဥမာဟိုအတကာချော်လဲလာတော့ရှင်ရှိမယ်ကွာ maybe ပေါ့နော်ဆိုတော့သူအထိခိုက်အနည်းဆုံးနဲ့လူကိုကောင်းကျိုးအပြုဆုံး ပြီးတော့အဓိကစိတ်ကိုပါပို့ပြီးတော့အထောက်ပံ့ပေးရပါတော့။ဆိတ်ရှင်နိုင်တယ်ကိုယ် focus ချက်ပိုကောင်းလာရအောင်။အခုဆိုလို့ရှိရင်ကိုဟိုဆွေရဆီယမနဲ့ကိုအတွေ့တွေ့ရတယ်ဆိုတဲ့အခါကျတော့တည်ယူစရာပုံများတယ်။အဲ့လိုအခွင့်အရေးကကျတော့ဒီလိုခွင့်အရေးမျိုးကျတော့လုံးမခံချင်။အားကြောင့်မို့လဲဒါ join ဖြစ်သွားတာ။ဟိုဘယ်လိုပြောသလိုပဲပေါ့နော်။အခုဆိုကျွန်တော်ကလည်း main key ပို့ပို့များလာ။ပထမဆုံးပွဲမှာတယောက်တယောက်အခုပြီးခဲ့တဲ့ပွဲမှာ၈ယောက်အခုဆိုရင်၁၂ယောက်မြို့သမီး၁၂ယောက်ပါလာတော့အဲ့တော့ပို့ပြီးကောင်းလာအောင်။နောက်လူတစ်တည်းနည်းနည်းတစ်တည်းအများကြီးတို့လား။ နည်းနည်းအများကြီးတွလာတော့ဒီ golf တဲကိုပို့ပြီးတော့လူများများအာရုံစိုက်လာတော့ကျန်တဲ့ဟာတွေပါအကုန်လုံးတွတ်တက်တာပေါ့အဓိက social ပေါ့ social တဲ့ကောင်းလာပါ Hot 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 so yeah food city food city hot 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 so food city food city ya da shi sa lo ka food city food city ။ဟောကျွန်တော်တို့ PMGG ကဟိုတစ်နှစ်နှစ်ပွဲလုံးမယ်ဆိုတဲ့အတိုင်းဒါအခုဒုတိယမြောက်ရာသီရဲ့ပထမပွဲပေါ့။အဲ့ဒါလေးအခုစပြီးတော့ကျင်းပတာပေါ့နော်။မြို့ကကျတော့ဒါကကျတော့ကိုယ့်ရဲ့ကံကောင်းနဲ့ပြောအောင်ကံကောင်းနဲ့ဆိုတော့ကြာဒီလိုမျိုး pro နဲ့ရရတယ်ကိုယ့်ဆရာသမားနဲ့ကုပြင်ရရကြာတော့ကိုယ့်အတွက်ကအတွေ့အကြုံကောင်းရတယ်ပေါ့။ကိုကတော့မရရနှစ်နှစ်ကျော်ပြီဆိုတော့အားလုံးသိခံမှုပြောပြချင်ပါတယ်။အဲ့တော့ဒီလိုလိုဝင်ရဖြစ်သွားတယ်ပေါ့။ ခုအကျိုးအနိသင်ရတော့ခဏဟိုပါဘောအမပြောသလိုပဲဒီလမ်းလျှောက်ဖြစ်မယ်ဟိုပါဘောဒီကိုနဲ့လှူရှားမှုဖြစ်တာပေါ့နော်အဓိကတော့အဲ့ဒါပေါ့အဲ့ဒါဖြစ်ရမှာဩအဓိကတော့ဘာရိုက်တယ်ဆိုတာတော့ပတ်စံကုန်ပါတယ်ဒါပေမဲ့ ကုန်းနာထက်ပြန်ပြီးရတဲ့ကောင်းကျိုးတွေလည်းအများကြီးရှိပါတယ်ဘာ။အဲခေါင်းရိုက်တာဆိုတော့ဝရတယ်ဆိုတော့အဲ့လိုအဲ့လိုမျိုးနားတဲ့အချိန်မှာသူတို့ဘီယာတောက်ကြတာဟောနော်။အဲ့တော့ပုံမှန်အားကစားတစ်ခုလိုပဲအလေးထားပြီးလုပ်တယ်ဆိုလို့ရှိရင်ဒါ enjoy ဖြစ်တယ်လို့တော့တပိုင်းပေါ့နော်။သူကဝရလဲသူကသူပြောရဲဆိုတော့တပြိုးပေါ့။အဲ့လိုမဟုတ်ဘဲနဲ့အဲ့လိုမျိုးအားကစားတစ်ခုလိုတေချာလုပ်ပြီးတော့မှကောင်းတဲ့အလေးချင်းတစ်ခုနဲ့ဆိုရင်တော့သူကလမ်းလျှောက်လမ်းလျှောက်ဖြစ်တယ်။လမ်းလျှောက်တယ်ဆိုရင်ပုံမှန်လမ်းလျှောက်တယ်ဆိုရင်ပဲလူတောက်တော့အရင်ကောင်းတယ်။ပြီးတော့ခေါင်းရိုက်တယ်ဆိုတော့အကြသူကဘယ်လိုဟိုအာယုံဆူဆိုက်မှုရှိရတယ်။အဲ့လိုဆိုရင်ဟိုရိုက်ဘယ်လိုပေါ့နော်။စိတ်က ူ့ရဲ့စိတ်ကိုလည်းကို control ကောင်းကောင်းလုပ်နိုင်ရတာပေါ့နော်သူ့ရဲ့ needs နဲ့အတိုင်းပဲသူကသွားလို့ရတယ်အဲ့လိုမျိုးဟိုဘယ်လိုပြောမလဲနည်းနည်းငော့ပြီးလုပ်လို့ရတဲ့မျိုးဟာမဟုတ်ဘူးပေါ့လေဆိုတော့စနစ်ကောင်းတယ်ပြီးလို့ရှိရင်အာယုံစူးစိုက်မှုပိုကောင်းတယ်အကျမိုက်တော့ကောင်းတယ်ဆိုတော့ကောင်းကျိုးတွေကအများကြီးပါပဲဟုတ်ဒီကစားနည်းကသူတယောက်ချင်းဟိုဘိုင်းခေါက်ဖြစ်တယ်ကိုယ်ရဲ့ responsibility ညာရောကိုကောင်းမှလည်းကိုစိုးစားမှလည်းကိုရမယ်သူတို့အတင်းခွဲတဲ့အနေနဲ့ဒီအတင်း team event ရိုက်ခဲ့တယ်တော်တော်ဆုံးကောင်းတယ်မှာအဆင်ပြေပါတယ်အဲ့ဒါကိုရဲ့ဘယ်လိုမှမဖြစ်ဘူးဘယ်လိုမှမဖြစ်ဘူးကောင်းတော့ဒီမှာဒီမှာရေးတာကောင်းတယ်ပြီးဒီအားကနေကမရှောက်တာပြီးဒီဆွေးနွေးတာအချာကြည့်ရှင်ဒီမှာလက်ကြည့်တဲ့လက်ကြည့်တာပါလေ ်ပြန်ပြေးရတာဒီချိန်မှာပြရတဲ့နိုင်ငံတကာစိတ်ဝင်စားမှုရှိတယ်အခုဆိုမားတို့ပါလာပါဘောနော်ဒီဟိုဟာဆယ်လီတဲ့ရိုက်လာပြီဆိုတော့ပိုပြီးကောင်းလာနောက်ပွဲတွေဒီဘက်ပိုပြီးလူများလာမယ်ပိုစီလာမယ်ပေါ့နောက်လူပိုစိတ်ဝင်စားလာအခုဆိုကျွန်တော်ဆိုတိုက်တဲ့စပွန်ဆာရောက်သွားတယ်ပထမနှစ်ပွဲမှာတိုက်တဲ့မရှိဘူးဒိုင်းမွန်းနဲ့ပဲတုတ်ပြီးအခုဆို Felicity ကဆိုလာကင်မရာနဲ့တိုက်တဲ့ပေးရဆိုတော့ပိုပြီးတော့စူဂျီတဲ့ပိုတိုးလာမယ်ဆိုတော့ပိုကောင်းလာပါတယ် တိုင်းမယ်အမကအရင်တော့အမမွေးနေလေအမကောက်ကြံပွဲရန်ကုန်မင်းလေးနှစ်ပွဲအောင်လုပ်ခဲ့တာအမဒီအားကစားနည်းကိုကြိုက်တယ်အာပြီးတော့ကမာလေးတွေလည်းချက်တယ်ဆိုအမတော့ကကြအမယောက်ျားလေးရောမိန်းကလေးရောအမမွေးနေအမတရားဆိုပြီးတော့ရန်ကုန်မှာတပွဲမင်းလေးမှာတပွဲအမကောက်ကြံပွဲလုပ်ခဲ့တာပြီးရခါကျတော့ဘယ်လိုပေါ့ခုနောက်ပိုင်းမှာတော်တော်များများဒီအားကစားကိုစိတ်ဝင်စားလာကြအရင်တော့ကကျတော့ဒီခေါရိုက်တာတို့အဲအဲ့လိုတခြားအားကစားချို့တွေကလူလူတွေနဲ့အလန်းဝေးရလို့ထင်တာပေါ့မလုံနိုင်တော့ဘူးအဲနေစည်းကြီးတယ် အဲ့တော့နေပုံဝင်ချင်းစိမ့်နေလို့ထင်တာတကယ်တော့မဟုတ်တော့ဘူးခုနောက်ပိုင်းမှာကျတော့အရင်လဲတိုးတက်လာသလိုအတိုင်းဝိုင်းနေရလဲအလုံးဝိုင်းဝန်းလေးနဲ့ပိုချစ်စရာကောင်းလာတယ်အဲပြီးလို့ရှိရင်အမားတို့အမငယ်ငယ်တုန်းကရိုက်ခဲ့တဲ့အချိန်ကတော့မှအဲ့လိုဆရာရွေးရတာရှားသေးတယ်အခုဆိုလို့ရှိရင်ဆရာတွေလည်းအများကြီးရှိရပိုကောင်းလာတယ်ခုမှမင်းကြီးဆရာယူရှင်လည်းရတယ်ကျောင်းလေးဆရာယူရှင်လည်းရတယ်ပြီးရင်းချ်တွေကလည်းပိုများလာတယ်ပိုကောင်းလာတယ် ဖက်ဘက်ကပုံပြည့်စုံလာတဲ့ခါကျတော့ဒီဘက်ခစ်မှာရိုက်တဲ့လူတွေက chance တွေပိုကောင်းလာတယ်ပြီးတော့ဝတ်စုံအားစားဖို့အရင်တော့ဆိုလို့ရှိရင်ဒီမှာကမင်းကြီးကောက်ဝတ်စုံလက်လာလေးကိုပို့ဖို့ဆိုတာဖြစ်နိုင်ပါတော့နော်ခုခုနိုင်ငံသားမှသာကောင်းကင်ကရဓမ္မအခုဆိုလို့ရှိရင်တော့အကုန်အစုံဝင်နေပြီအဲပြီးတော့အဲ့လိုမျိုး ready made မဟုတ်ဘဲနဲ့လည်းအခုပွဲရည်ဆိုလို့ရှိရင်လည်းအဲ့လိုအင်ကြီးတွေကလည်းအခုလိုပေါ့မိုက်စားကြီးဖြစ်ကုန်ပြီပေါ့နော်အဲ့တော့ဘယ်လိုဖော်မလဲ accessory တွေလည်းအရင်ပေါ်သွားပြီပြီးတော့ကျန်တဲ့အဲ့လိုပေါ့ဆရာဆရာမတွေကလည်း ဟိုစနစ်ကောင်းပြီးတေချာတင်ပေးနိုင်တဲ့သူတွေအများကြီးဖြစ်သွားပြီး range ကောင်းကောင်းတွေလည်းရှိနေပြီးပြီးတော့ခကွင်းတွေလည်းကောင်းကောင်းရှိနေပြီအဲ့မှာမှာလည်းအဲ့မှာမှာလည်း facility အကုန်လုံးအဆုံဖြစ်နေတဲ့ခါကျတော့အဓိကကိုရိုက်ချင်တဲ့စိတ်ရှိဖို့ပဲဆိုတော့အမကကျတော့ဟိုဂျားရမှာကားရိုက်ရှိလို့ဒါနားလိုက်ပြင်မယ်အမဒီအားကစားနည်းကိုကြိုက်တယ်ပုံမှန်ကဒါအဲ့လိုပင်မဲလို့အေးရထားတာပြီးပြင်းမယ်ကွာဒါပေမဲ့အဲ့လိုကောင်းပြိုင်မယ်ဆိုတော့ coffee တွေအကုန်သိပါတယ် tea of 6နာရီဆိုတော့အကုန်လုံးကအမ၄နာရီတည်းလလလလလလလအားလုံးကပေါ့ ready ဖြစ်နေပြီပေါ့နော်ပြီးတော့သူကအဲ့လိုဆော့ဆော့ထားတဲ့အလေးထားလေးကြီးလည်းရှိလာတယ်အဲ့လမ်းလျှောက်တဲ့အလေးထား ာလေးလည်းရှိလာတယ်ဆိုတော့ခုနဆရာမပြောသွားသလိုပဲဒီအသက်ကြီးရဲ့အထိပေါ့နော်တချို့80 80အထိရိုက်နေတယ်လို့လည်းရှိတယ်ပေါ့နော်အဓိကဒီဟာနဲ့ခေါင်းရိုက်လိုက်လို့အဲ့လိုမျိုးတစ်ခုခုဟိုဖြစ်သွားတယ်ထိခိုက်ဒဏ်ရာရသွားတယ်ဆိုတော့ chance ကတော်တော်နည်းအ ਨੇ ဆုံးပေါ့နော်ဆိုတော့ဟိုဥမာဟိုအတကာချော်လဲလာတော့ရှင်ရှိမယ်ကွာ maybe ပေါ့နော်ဆိုတော့သူကအထိခိုက်အ ਨੇ ဆုံးတဲ့လူကိုကောင်းကျိုးအပြုဆိုတယ်ပြီးတော့အဓိကစိတ်ကိုပါ ပို့ပြီးတော့အထောက်ခံပေးရပါဘူး။ဒါမှစိတ်ရှည်နိုင်တယ်ကိုယ် focus ချက်ပိုကောင်းလာရအောင်ဆိုတော့အမကတော့အခုကမအားလို့တာမရဖြစ်မဲ့ဒါအမအကြိုက်တဲ့အားကစားနေတူပါပဲ။ဟုတ်။အဲ့တော့အခုမှတော့ဒီပွဲမှာ join ပေးမယ်။ပုံမှန်အရင်တော့အဖြစ်နှစ်တည်းတော့အဲ့လိုအယူမူရိုက်ခဲ့တာ။အမရိုက်တာခေါင်းအစရိုက်တာ2000နဲ့2000 2005 2005 2006မှာရိုက်ပြီးတော့ပြီးတော့မရိုက်ဖြစ်တော့ရိုက်ဖြစ်တော့ပဲနဲ့ပြီးတော့မှဟိုအကြောင်းမှပြင်ရိုက်ဖြစ်တာကိုဗစ်ကိုဗစ်မှာပြင်ရိုက်ပြီးတော့အဲ့ဒီအချိန်မှာဘာမှလည်းအလုပ်မရှိတဲ့ခါကျတော့အဲ့မှာခေါင်းကွင်းထဲမှာပဲလိုရလဲမဲလုံးပြီးတော့ဝတ်တုံပြီးတော့လို့ခေါင်းွယ်တောက်လျှောက်ရိုက်ရိုက်နေပြီးတော့မှအခုတစ်ခါကပြင်ရိုက်တဲ့အချိန်မှာပြန်နားလိုက်တာနားလိုက်ပြီးတော့မှအခုဒါဒါကတော့ပထမဆုံးပြန် join ခဲ့ပွဲပေါ့ဘာမှလည်း practice လည်းမရှိ confidence so high ပဲဘာလို့လဲဆိုတော့ so high ရဲ့အကြောင်းရပါလဲဆိုတော့ ဒီအားမှာကြတော့မျိုးအရင်တော့အဲ့လို panel discussion တွေပွားရတယ်လို့ပဲဆရာဝန်တွေနဲ့ panel discussion ပြောရတာကိုကဆရာဝန်မဟုတ်ပဲ ဆရာဝန်တွေစီကနေပြီးတော့ကိုကဗဟုသုတရရတာပေါ့နော်အခုကကြာလဲပရိုရီနဲ့ရဲမှာဖြစ်တဲ့အခါကျတော့အဲပရိုရီရောအားနာတယ်ဒါပေမဲ့ဘာလဲဆိုတော့ကိုဘွားမှာဒီလိုအခွင့်အရေးရတယ်ဆိုတာအရန်ကောင်းတယ်ကွာကိုကကိုကွင်းပက်မယ်ဆိုပရိုရီနဲ့ရိုက်ဖို့ဆိုတာက chance ကနည်းတယ်အသူလိုကိုလိုနဲ့ပဲရိုက်ဖြစ်ရဖြစ်မယ်ကွာအဲ့တော့အဲ့ဒီမှာကိုကတင်းယူစရာရှားတယ်ပေါ့နော်အခုဆိုလို့ရှိရင်ကိုဟိုဆွေရဆရာမနဲ့ကိုအတွေ့တွေ့ရတယ်ဆိုတဲ့အခါကျတော့တင်းယူစရာပုံများတယ်အဲ့လိုအခွင့်အရေးကျတော့ဒီလိုအခွင့်အရေးမျိုးကျတော့လလုံးမခံချင်းအားကြောင့်မို့လဲဒါ join ဖြစ်သွားတာပေါ့ဟုတ်ပါဘူးညမ်းကတော့6ပြည့်ပါ ော့ဆိုင်ကြအောင်အဲရိုက်ရိုက်တဲ့ဒီကိစ္စကလာတော့ဆိုရှင်မိခင်ရဲ့လက်ချီအခုကတော်တော်လေးတော့တိတိတသာဆိုဒီကိုဗစ်ကိုဗစ်စတဲ့အချိန်မှာအခုတော့ညာအရန်ကိုညာတာပါမြန်မာနိုင်ငံမှာတော်တော်များများရေးခဲ့တယ်ဘလိုပြောသလိုပဲကွာအခုဆိုကျွန်တော်ဒီမှာ main key ပို့ပို့များလာပထမဆုံးပွဲမှာတယောက်တယောက်အခုပြီးခဲ့တဲ့ပွဲမှာ၈ယောက်အခုဆိုရင်၁၂ယောက်မြေသမီး၁၂ယောက်ပါလာပေါ့အဲဆိုတော့ပို့ပြီးကောင်းလာအောင်နောက်လူတစ်တည်းနည်းနည်းတစ်တည်းအများကြီးတိုးလာ နေ့အများကြီးတွေ့လာတော့ဒီ coffee table ကိုပို့ပြီးတော့လူများများအာရုံစိုက်လာတော့ကျွန်တဲ့ဟာတွေပါအကုန်လုံးတွေ့တက်တာပေါ့အဓိက social ပေါ့ social တဲ့ကောင်းလာပါဟောအခုနမမျိုးရှင်းပြသွားသလိုပဲခက်တယ်ဆိုတာကဒီပဒိန်ပတ်ချင်းရွှေခွဲတင်လိုက်သလိုပဲဟို range မှာမပိုင်ပဲနဲ့3လနဲ့6လကြာမရိုက်ပဲနဲ့ quintan ဆင်းလိုက်ခတ်မှာဆရာတွေရဲ့နီးစနစ်အောက်မှာတပူက3လနဲ့6လကြာတရားတင်တဲ့လူ quintan ဆင်းလိုက်မခတ်ဟုတ်တယ်ကျွန်တော်အဲ့ဒါကိုပဲပြောတာပေါ့နော်အရှင်တင်းမဖြစ်ခင်ရိုက်လို့ရှင်တော့ ြော့ဟိုကိုကအစင်းမဖြစ်သေးပဲနဲ့ခုနကကြောင်ဘလုံးဖြစ်အောင်လိုက်ရိုက်လေးပို့ဆိုပြောတယ်ပြောအဲဒါကြောင့်ပို့ခတ်တော့ကျွန်တော်ဒီနေ့ပြိုင်ပွဲမှာ၃မျိုးဟိုဟာဟိုဟာ professional ဆို individual game ပါမယ်တူတယောက်ချင်းကစားရတဲ့ game ပြီးသွားလို့ရှိရင် amateur မှာလည်းယောက်ျားလေး main player ကတူတယောက်ချင်းအတူတူပဲပြိုင်ပွဲတစ်ခုတော့ individual game ပါမယ်ပြီးသွားလို့ရှိရင် team ပေါ့ team ကတော့ pro နဲ့ amateur နဲ့တွဲရအခုဆိုမမျိုးနဲ့ဆရာနဲ့ဆိုရင်တွဲရတဲ့တင်းတော့ကျွန်တော်ဆိုကျွန်တော် partner ရဲ့တင်းရှိမယ်အဲ့ဒါကအကောင်းဆုံးအချက်နည်းဆုံးရတဲ့လူပါ ဝင်တာပေါ့နော်အဲ့ဒါလေဟိုတခြားနိုင်ငံတွေမှာရှိရကျွန်တော်နိုင်ငံမှာကျွန်တော်កောက်ပြီးရိုက်တာ25နှစ်ရှိပါတယ်25နှစ်မှာမြန်မာတနိုင်ငံတော့တပွဲပဲလုပ်တယ်ကျွန်တော်တို့လုပ်တာအခုဆိုဘုံဘွဲမှာ total 4ဘွဲပဲရှိရ Pro M ဆိုတာအဲ့ကျွန်တော်အဓိကကျွန်တော် name မှာလည်း Pro M လို့နာမည်ပေးလိုက်တာဒီ Pro M ဟို Pro Pro တွေနဲ့အမေချိုင်းနဲ့တွဲရိုက်ပြီးတော့အတွေ့အကြုံကောင်းကောင်းရအောင်စီစဉ်ပေးလိုက်တာသူပေးပွဲကပထမဆုံးက professional မှာဆိုရင်တော့ပထမဆုံးကဟိုပါဒီ solar set ပေါ့ဆိုတော့ပထမဆုံးက350နဲ့ solar set ရဲ့ငွေသားသိန်း55သိန်းရဲ့ နောက်ပြီးွားလို့ရှိရင် individual မှာလည်းဒီ winner ကဟိုဟာ300တန်း inverter set ရယ်ပြီးွားလို့ရှိရင်ကျွန်တော်တို့ဒီဟိုဟာ10သိန်းပေါ့ cash 10သိန်းရယ်ပြီးွားရင် football team ကကျတော့30 winner 30နောက်ကျွန်တော်တို့ဒီ pro တွေအတွက်ကိုလည်းဟိုတစ်ကနေဒါရိုက်တဲ့32ရောင်လောက်ဆုအကုန်ပေးပါမယ်ဖြစ်နိုင်တယ်ဖြစ်နိုင်တယ်အမှားတော့ဖြစ်နိုင်ပါမဖြစ်ဘူးဆိုတာမရှိပါဘူးဖြစ်နိုင်ပါတယ်ကြောက်ဘူးအမှားတော့ဘယ်လိုလဲအမှားခုခံစားရတာကျတော့သူက ဒီအသက်အရွယ်မှာကျတော့ဒီအင်္ဂစားကိုတအားတံမိုးထားတတ်လာတအားတံမိုးထားတတ်လာပြီးတော့ဘယ်လိုမဲ့ဒီအင်္ဂစားမှာသူကစနစ်အရန်ကောင်းတယ်အဲစနစ်အရန်ကောင်းတဲ့အပေါ်မှာကိုကအကျင်ကောင်းမှုလို့ရတယ်ကိုအကျင်မကောင်းဆိုရင်စနစ်ကပြတ်တတ်တယ်အိုမကွာအချက်ကိုးတာတို့ဘောလုံးကိုကျွေတာတို့ပြုတာအများကြီးရှိရကွာဒီမှာလဲအဲ့တော့အခုအချိန်မှာကြာအမ stress မရှိဘူးအရင်အဓိက pro တွေနဲ့ရရမယ်ဆိုတော့ကွာအဲ့လိုမျိုးလေး တို့တွေရိုက်လို့ရှင်ငါရမ်းညက်နေမှာလားလို့မတွေးဘူးဟာအရန်ကောင်းတဲ့လူတွေနဲ့ရိုက်ခွင့်ရတယ်ဆိုတဲ့ဟာနဲ့အမတော်တော်ကျင်းတတ်တယ်ပုံမှန်ကလည်းတို့တွေချိန်လို့လည်းရမှာလည်းမဟုတ်ဘူးအကုန်လုံးကသူ့အနေနဲ့သူပြည့်နေတယ်မအားကြောက်ဘူးအခုဒါကြောင့်အမနာပြောတော့ဟာကိုတို့အကောင်းဆုံးခွင့်ရတယ်အဲ့ဒါအဲ့ဒါဟိုကကိုတို့ကဆုလက်တခုလို့ပါကောင်အဲ့ဒါအမဟာလေးလူကကို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 တည်ရတယ်ကွာအမစနစ်တိတ်မကောင်ဟိုအရင်တုန်းကအခြေခံတိတ်မကောင်တဲ့ခါကျဒါတမို့လဲဟိုဆီယမ်းနဲ့ပြင်ရတာရှိအောင် ို့မဲ့ခုကကျတော့ဟိုအရှင်းရှင်းပြောရရင်ကွာကိုကလည်းကိုအိမ်မှာ TV မှာကြည့်ရတဲ့ခံစားချက်နဲ့ကိုင်းထဲမှာ Pro တွေကိုကြည့်ရတဲ့ခံစားချက်ကအရင်ကွာလေဆိုတော့ဒါသူတို့နဲ့ live ကိုကြည့်ရတဲ့ပြင်ကွာဟိုကိုကဘေးကနေလိုက်ကြည့်ရတာမဟုတ်ဘူးသိလားတူတူရိုက်ခွင့်ရရယ်ဆိုတော့ကွာကိုကောင်းတယ်အဲ့ဒီအချိန်မှာကိုရိုက်တာမှားတာတွေကိုကိုကတခါတည်းသူတို့ကြည့်ပြီးတော့တင်ယူသွားလို့ရတယ်ပြီးရင်လည်းမလည်းနဲ့ပြောလို့ရတယ်အဲ့ဒါလေးဘယ်လိုလေးလဲမေးလို့ရတယ်ပေါ့အဲ့ထက်ကောင်းတာမရှိအောင်ပါလား ဆိုတဲ့ခါကျတော့ဘာစိတ်ပူလို့စိတ်မပူလားပူတယ်ဘာပူလားလဲဆိုတော့ကိုကြောက်တစ်ဖက်လူစိတ်နောက်ချက်ဖြစ်မှာလို့ဆိုတယ်ကျန်တာတော့မနိုင်ပြောတော့အရင်ကျင်းနေနေရအရင်ကျင်းနေနေရအခုတော်တော်များနေပါပြီမင်းကလေးမြင်ရတာကတော်တော်များနေပြီအမပွဲလုပ်တဲ့အချိန်တော့လည်းအများကြီးပါပဲဒါပေမဲ့လို့အတိုးအကြောင်းညီညွတ်ပြီးတော့ဆက်ဆက်ပြီးတော့မှ join ဖြစ်တာမ join ဖြစ်တာရှိရပေါ့နော်အရင်အားလုံးကတော့သူ့ရဲ့ဝိုင်းဝန်းလေးနေရှိတဲ့ခါကျတော့သူ့ပွဲတွေလည်းအများကြီးလုပ်ကြပါတယ်အာဒီပွဲတော့မှပထမဆုံး join မှုတဲ့အပြင်ဒါကိုယ့်အတွက်အကောင်းဆုံးလို့ခံစားရလို့လည်းကိုယ်လည်း join မိရပါပေါ့နော် ဆိုတဲ့အခါကျတော့တခြားလူတွေလည်းနှောင်းစားရင်ဟိုပို့ပြီးတည်လာလို့ရှင်တော့ပွဲတိုင်းချုပ်လိုက် join နေသူတွေလည်းရှိရဆိုတော့ကိုကနေထွေးထူးစကားတော်လက်ဆက်ကမ်းစရာမလိုပါဘူး။နောက်လျှောက်ကွင်းထဲမှာပဲပြောနေကောင်မလေးတွေလည်းရှိပါတယ်ဟုတ်။ဟိုကျွန်တော်တို့ဒီဇင်ဘာမှာနာရကနဲ့ဥပဒေဒီဇင်ဘာမှာတပွဲထက်လို့ပါနော်။တကယ်လို့ဂျာယမှာစပွန်ဆာရှိခဲ့လေဆယ်လာပိုင်းတော့တပွဲလုံးပါဘူး။ဆိုတော့ပွဲလုံးတိုင်းလည်းအမားတို့ပဲဆယ်လီတွေကိုဖိတ်ရမှာပါနော်။အမားတို့